အောက်တိုဘာ၁ရက်နေ့ကစတင်ခဲ့တဲ့အမေရိကန်အစိုးရလုပ်ငန်းတွေရပ်တန့်နေမှုဟာနိုဝင်ဘာ၈ရက်နေ့ဆိုရင်39ရက်ထဲကိုဝင်လာပြီဖြစ်ပါတယ်။ဒီကာလအတွင်းမှာအစိုးရကသတ်မှတ်ထားတဲ့မရှိမဖြစ်လိုအပ်တဲ့အဆန့်ရှယ်ဝန်ထမ်းတွေဟာလစာမရပဲအလုပ်ဆင်းနေကြရပါတယ်။အစိုးရလုပ်ငန်းတွေရပ်နေပေမဲ့လည်းလွတ်တော်အမတ်တွေကတော့ပုံမှန်လစာရနေကြပါတယ်။ဒါကြောင့်လဲလူဝီဇီယားနားပြည်နယ်က Republican အထက်လွတ်တော်အမတ် John Kennedy ကအစိုးရပိတ်ထားရလို့ဝန်ထမ်းတွေလစာမရရင်လွတ်တော်အမတ်တွေလည်းလစာမယူသင့်ဘူးဆိုတော့ no pay checks to politician at net with whole member pay during shutdown at ဥပဒေကြမ်းတစ်ခုကိုနိုမလာ၄ရက်နေ့ကလွတ်တော်မှာတင်သွင်းခဲ့ပါတယ် the uh, first bill is the no shutdown paychecks act the second bill is the withhold member pay during shutdowns act ဒီအဆိုပြုချက်တစ်ခုစလုံးဟာအစိုးရရန်တရားလက်ပတ်မှုတွေရပ်တန့်နေတဲ့ကာလအတွင်းနိုင်ငံသမားတွေနဲ့လွတ်တော်အမတ်တွေကိုလစာမပေးရေးတောင်းဆိုထားတာပါ အစိုးရရန်တဲ့လက်ပတ်မှုတွေရပ်တန့်နေတဲ့ကာလအတွင်းအများပြည်သူခံစားရတဲ့နာကျင်မှုမျိုးလွတ်တော်မှတ်တွေလည်းသိရှိခံစားစေလိုတဲ့ရည်ရွယ်ချက်နဲ့ဒီဥပဒေမူကြောင်းကိုတင်သွင်းတာလို့အထက်လွတ်တော်အမတ်ကနေဒီကပြောပါတယ်ဒါပေမဲ့အဲ့ဒီအဆိုပြုချက်နှစ်ခုစလုံးကို Republican အထက်လွတ်တော်အမတ် Rand Paul နဲ့ Democrat အထက်လွတ်တော်အမတ် Patty Murphy တို့ကကန့်ကွက်တာကြောင့်အဆိုပြုချက်မထမြောက်ဖွယ်ပြတ်သွားခဲ့ပါတယ်အရင်ကအလားတူပြင်ဆင်မှုမျိုးလုပ်ဖို့ Democrat အမတ်တွေဘက်ကတင်သွင်းမှုပဲလဲမအောင်မြင်ခဲ့ပါဘူး 1992ခုနှစ်မှာအတည်ပြုပြဌာန်းခဲ့တဲ့အမေရိကန်ဖွဲ့စည်းပုံ28ကြိမ်မြောက်ပြင်ဆင်ချက်အရလွတ်တော်မတ်တီရဲ့လာဆန်နဲ့ပတ်သက်တဲ့ပြောင်းလဲပြင်ဆင်ချက်တွေဟာလွတ်တော်ကဆုံးဖြတ်ပြီးတဲ့နောက်နှစ်လွတ်တော်ညီလာခံအစ်စ်ကြမှာစတင်အသက်ဝင်စေရမယ်လို့ဖော်ပြထားတာကြောင့်အခုကနေဒီရဲ့အဆိုပြုချက်အောင်မြင်ခဲ့ရင်တောင်ဒီဥပဒေဟာရှင်းနှစ်2026ခုနှစ်ကြမှာအသက်ဝင်မှာပါဘလို့ပဲဖြစ်ဖြစ်လွတ်တော်မတ်တီဟာတနိုင်ငံလုံးနဲ့ဆိုင်တဲ့ဥပဒေပေါင်းစုံကိုအဆိုပြုပြဌာန်း တိုးချက်ကန့်တတ်တာတွေအမျိုးမျိုး လုပ်နေပေမဲ့သူတို့လစာရရှိရေးသူတို့လစာကိုထိခိုက်မဲ့ကိစ္စကိုတော့အကောင်းဆုံးဖြစ်အောင်ဥပဒေပြဋ္ဌာန်းထားပြီးတော့ပြင်ဆင်ဖို့ခက်ခဲအောင်လုပ်ထားပါတယ်။လွတ်တော်အမတ်တယောက်ရဲ့လစာဟာတစ်နှစ်ကိုဒေါ်လာ3,400ရှိပါတယ်။လွတ်တော် ကောင်းဆောင်ပိုင်းတာဝန်ယူထားသူတွေကတော့လစာဒီတဲ့ပုံများပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။